ကျေးဇူးရှိချက်နဲ့လေးပြန်လဲကျေးဇူးပါဗျာနော်။နေပါလေးပြောချင်းလဲဆိုတော့ KK ပတ်ပေါ့နော် KK ပတ်ကနေပြီးတော့ KNU Blue အချိုးမြတ်ရနေတယ်ဆိုတော့နော်တရင်သာချင်းလင်းပွဲပုံစံမျိုးပေါ့ဗျာနော်ပြောထားတဲ့အရာလေးချက်နားထောင်ယူပေါ့နော်။ဒါတော့တချို့ຢာချို့ຢာရနော်ပြီးရင်လဲကျွန်တော်ဒီဒီဟာပြီးတော့မှကျွန်တော်တပုတ်ဖွင့်ပြပြီးတော့နော်။ဒါတော့ဘိုင်လဲကြီးနေပြီဗျာနော်ဘိုင်လဲကြီးနေကိုဝင်စစ်လို့တန်ချောင်းပေါ်တော်ပျော်နေတဲ့အဲအဗီဒိုလေးလည်းဖွင့်ပြပြီးပေါ့နော်။ အဲကြတော့ကေကေကေပတ်ကနေပြီးတော့ KNU ဘလို့အကျိုးမြတ်ရနေပါတယ်ပြုပါတယ်ဆိုတော့တချို့ရချို့ရရမတိဘူးလားဟမ်ဘိုက်ကြီးတွေက9လ8လရောက်နေကြမှာပါအမ်ဘိုက်ကြီးတော်တော်ကြီးပူထွက်နေမှာ9လ6လ8လဘိုက်ကြီးဖြစ်နေကြမှာဟမ်စီးသွားစစ်ပြီးတော့နှစ်ချောင်းပေါ်လို့အာငါလူဖြစ်ပြီးပေါ်အော်နေရဲ့កောင်မျိုးတွေလို့ဖြစ်နေရလေ ညာတစ်ချက်နားထောင်လိုက်ပါပြီးမှကျွန်တော်အဲ့အဲ့ဗီဒီယိုလေးပွက်ပြပြီးမယ်အတိတ်ပဲအဲ့လိုဖြစ်နေတယ်နော်ဘိုက်ကြီးနေဘိုက်ကြီးရဗျဘိုက်ကြီးလို့တော့မှပုံလေးပေါ်ပြီးတော့နော်တော်တော်ကြီးထွက်နေကြညာမှာကိုဝင်သွားဆက်ပြီးတော့အားနှစ်ချောင်းပေါ်လို့ငါလူဖြစ်ပြီးអော်နေတဲ့အရာမျိုးဖြစ်နေတယ်နော်အကျော်ဒီမှာတစ်ချက်နားထောင်လိုက်ပါနော်ပထမဆုံးတော့ KK Park ရဲ့တမိုင်းချောင်းနဲ့ KK Park ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အလုံးရှင်းလင်းသွားမှာဖြစ်ပါတယ် ကေကေပတ်ဆိုတာတော့မြဝတီမြို့တောင်ဘက်မေထော်တလေးကြီးရွာနီထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနေမိမှာရှိတာဖြစ်ပါတယ် PGF ကရွှေကုတ်ကုံမြို့သိစီမံကိန်းဆိုတော့မြဝတီမြို့ရဲ့ကျွန်တော်တို့မြောက်ဖက်မှာ ရှိတာပဲ ဖြစ်ပါတယ်ကေကေပတ်မြို့သိစီမံကိန်းရဲ့အနောက်ဘက်မှာတော့၄ကီကောမြို့သိရှိပါတယ် အဲ့မှာတော့ဒါငင်းရဲကြိုးပမ်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်စိုးရအဖွဲ့ဝန်ကြီးချုပ်တဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုဒူစေဖို့တော့ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့ကူညီတာ2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေကန်ကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ် ကေကေဘာစီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့တနဝူးလောက်ွက်အတွက်လုပ်ငန်းညီငားရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲဒီသဘောတူစာချုပ်ရဲ့ညီငားပေးသူတည်သက်တဲ့များမှာမူလအီအလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖဒိုးစောကော်ထူဝင်း ငါ KNU ဗန္ဒာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးထားပြီးတခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစောရောဂျာခင်ကလည်း KNU ဗန္ဒာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာငါးရန်လို့တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ပို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာ ရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။ စာချုပ်ပါအချက်လက်တွေရဆိုရင်တေဧကကိုတစ်နှစ်ဘတ်3500လောက်တဲ့ညီတရားဧကအတွက်တစ်နှစ်လင်ဘတ်3000ခွဲဖြစ်ပြီး6လတစ်စီပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာ9သိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအဲ့စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလထဲမှာ KNU နဲ့ Trend Asa International Holding Group ကြားမှာစာချုပ်ထချုပ်တာမှာတော့မူလကြီးအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဘုံမှုစု အစင်းစီတဲ့စောနေမီလွင်ဦးစီးတဲ့ Trust Town ကုမ္ပဏီနဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုခဲ့တာတွေ့ရတယ်။ပြပရင်းနှီးမြုံနှံတွေပဲမှာတော့ဒါရခိုင်အကုမ္ပဏီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီဝါရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ ဒီတီယာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်ကမ္ဘောဒီးယားဝန်ကြီးကျုပ်ဟွန်ဆန်ကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုကြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်အဲဒီသတင်းချက်လက်တွေကိုကြည့်ရင် KK Bat စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်လို့ထင်ရှားတာတွေ့ရပါတယ် ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မီကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တည်ယဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အစီပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ GNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းရင်းသားပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းစန့်ကြကြဖို့ လူကြောင်းပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲအဲ့ဒါတော့လူတွေရှိတယ်ဒီလူတွေရှိတယ်နော်အဲ့တော့အဲ့လူတွေရှိတော့နော်ဒီမှာကိုဝင်စစ်တဲ့ဟာလေးပေါ့နော်ကိုဝင်စစ်တဲ့ဟာလေးနော်အဲ့လောက်ကြီးကြောင်မပြောတော့ဘူးလေဗျာကျွန်တော်ကြည်လာပြီပေါ့နော်ဒီမှာအာ ကိုယ်ကနှစ်ချောင်းပေါ်သွားရဲ့အမတီယုံဘိုက်ကိုကြီးလာအောင်အာဘိုက်ကိုကြီးလာအောင်ဟဲ့အာနော်တချို့ကိစ္စတွေတချို့ကိစ္စတွေကအဲ့လိုတွေဖြစ်နေတယ်ခင်ဗျာစစ်စရာမလိုဘူးလေစစ်စရာမလိုဘူးလေဘယ်ဘိုက်ကြီးလိုက်တာနဲ့ဘယ်ဘိုက်ဘိုက်ကြီးနေတည်နေပြီအဲ့ဒါယူကွာဟဲ့ စီစစ်ပြီးတော့မှနှစ်ချောင်းပေါ်မှာဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြောစရာမလိုတော့ဘူးလေအဲ့ဒါပြောစရာမကောင်းတော့ဘူးလေခင်ဗျာအဲ့လောက်ကြီးရဒါကြီးကမဲဟာလဲမြင်သာနေတဲ့အရာကြီးကိုခင်ဗျားတို့အဲ့လောက်ကြီးကြတော့နောက်နောက်တဲ့ပုံစံကြီးမပေါ့ဘူးလားဟဲ့နောက်တဲ့ပုံစံကြီးမပေါ့ဘူးလားတော့မပေါ့လည်းမပေါ့ဘူးပေါ့နော်ကြတော့ခင်ဗျားတို့အေးဟုတ်ပြီငါတို့ကတော့စစ်လိုက်မှအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလဲစစ်လိုက်ပေါ့ဗျာနော်အဲ့တော့ဒီလောက်ကြီးဗျာဘိုက်ကြီးထွက်နေတဲ့အရာကြီးကိုမှခင်ဗျားဟမ် ကိုဝင်ရှိမှမသိသေးဘူးဆိုတော့မြင်သားမထင်နဲ့နော်ကေစီလကားပြောနေတာမဟုတ်ဘူးနော်ဒီဘိုက်ကြီးတဲ့ဟာဟိုပြောနေတာအလကားပြောနေတာမဟုတ်နော်နည်းနည်းလေးတွေးလိုက်ခင်ဗျာဒီလောက်ဘိုက်ကြီးထွက်နေကြညမှာခင်ဗျာလည်းစီးစစ်ပြီးတော့มาပြန်ပြီးတော့ကိုဝင်ရှိချောင်းတက်သိပြန်တဲအောင်မယ်ဆိုတော့ခင်ဗျားတို့ကဟာဒါကြီးပြင်နေပြီလား ချူဟာကြီးရဲ့ဟာတာကြီးဖြစ်မနေဘူးလားခင်ဗျားတို့